ထိုင်းနိုင်ငံစူပန်ဘူရီပြည်နယ်မှာဒီကနေ့မနက်အစောပိုင်းကအကြီးစားမှုရဲ့စေဝါဖမ်းဆီးမှုကြီးတစ်ခုဖြစ်ပွားခဲ့ပါတယ်။လူသေများတဲ့24ဘာဆိုတဲ့ရပ်ပါတစ်ခုကိုအာဏာပိုင်တွေကရုတ်တရက်ဝင်ရောက်စီးနင်းခဲ့ရမှာအသက်မပြည့်သေးတဲ့လူငယ်တွေအပါအဝင်မှုရဲ့စေဝါတုံးဆွဲထားသူ400ကျော်ကိုဖမ်းဆီးရမိခဲ့ပါတယ်။ဒီဖြစ်စဉ်ရေးကိုဒီကနေ့မနက်တနာရီခွဲလောက်မှာဒေသဆိုင်ရာအာဏာပိုင်တွေနဲ့ရဲတပ်ဖွဲ့ကပူးပေါင်းလှုပ်ဆောင်ခဲ့တာပါ။24ဘာထဲမှာလူပေါင်း1000ကျော်ပျော်ပါးနေချိန်မှာအာဏာပိုင်တွေကထောက်ပေါက်အားလုံးကိုအကျိုးတင်ပိတ်ဆို့ပြီးဝင်ရောက်စီးနင်းခဲ့တာဖြစ်ပါတယ်။ ကြောက်လန့်ကြထွက်ပြေးဖို့ကြိုးစားခဲ့ကြပြီမယ်မအောင်မြင်ပဲဘားရဲမှာရှိတဲ့လူတစ်ထောင်ကျော်လုံးထိမ့်သိမ်းခံရပြီးမွေးဆေးဝါးဆစ်ဆေးမှုတွေခံခဲ့ကြရတာပါဖန်စီရမိသူတစ်ထောင်ကျော်တွေက415ဦးမွေးဆေးဝါးတုံဆွဲထားတာကိုတွေ့ခဲ့ရပါတယ်ဘူဘီဆိုရင်ဇာကောင်းတာကတော့ဒီထဲမှာအသက်20အောက်လူငယ်တွေလည်းပါဝင်နေတာပါအဲ့ထဲမှာအသက်15နှစ်အရွယ်လူငယ်တူဦးတောင်ပါဝင်တယ်လို့ရေးတဲ့ဖွဲ့ကထုတ်ပြန်ထားပါတယ်ဒီစီးနှမှုဟာမိဘဝင်ကြကဒေသခံတွေရဲ့တိုင်ကြားမှုတွေကြောင့်ဖြစ်ပေါ်လာတာပါအနာပိုင်တွေရဲ့အဆိုအရဒီအရပါဟာ ဥပဒေနဲ့တမတ်ထားတဲ့အချိန်ထဲကျော်လွန်ပြီးအရေရောင်းချနေတာကိုလည်းတွေးရှိခဲ့ရတယ်လို့ဆိုပါရယ်ဒီဖြစ်ရဟာလူငယ်တွေကြားမှာငွေစေဝါပြန့်နှံ့နေမှုရဲ့အန္တရာယ်ကိုထပ်မံမိမောင်းထိုးပြလိုက်တာဖြစ်ပြီးအာဏာပိုင်တွေရဲ့ထိရောက်တဲ့အရေးယူဆောင်ရွက်မှုတွေအရေးကြီးလိုအပ်နေတာကိုပြသနေတာပဲဖြစ်ပါရယ်